ာဖဂန်နစ္စတန်နဲ့ပါကစ္စတန်နိုင်ငံကြားလက်တလုံးငင်းချင်းဆွေးနွေးပွဲတွေဟာပြတ်ပြားသွားတယ်လို့အာဖဂန်နစ္စတန်ဘက်ကစနေနေ့ကပြောပါတယ်။ဒါပေမဲ့နှစ်ဖက်အပြစ်ခတ်ရဲစဲရေးကတော့ဆက်လက်တည်မြဲဆဲဖြစ်တယ်လို့တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။တာလီဘန်ကစနေနေ့မှာထုတ်ပြန်တဲ့ဗီဒီယိုကြေညာချက်မှာဇာဘီဟူလာမူဂျာဟစ်ကပါကစ္စတန်ရဲ့ပြည်တွင်းလုံခြုံရေးအတွက်အာဖဂန်နစ္စတန်အစိုးရကတာဝန်ယူရမယ်လို့အစ္စလာမ်နာဘတ်အစိုးရကတောင်းဆိုလာကြောင်းဒီစင်နွေးဘက်တွေမအောင်မြင်ဖြစ်ခဲ့တာလို့ပြောပါတယ်။အဲဒီတောင်းဆိုချက်ဟာ အာဖဂန်နစ္စတန်အစိုးရဆွမ်းဆောင်နိုင်တာထက်ကျော်လွန်နေတယ်လို့လည်းတာလီဘန်ပြောခွင့်ရတာဆိုပါတယ်။ပါကစ္စတန်ကာဝေးဝန်ကြီးကတော့ဆွေးနွေးပွဲတွေတောက်ကြနေကပြပြသွားပေမဲ့အာဖဂန်နစ္စတန်နိုင်ငံကနေခြေကုပ်ယူပြီးပါကစ္စတန်ကိုမတိုက်ခိုက်သေးရအပြစ်ကရစေးရေးဟာဆက်ပြီးတည်မြဲနေမယ်လို့ပြောခဲ့ပါတယ်။ပြီးခဲ့တဲ့လကနှစ်နိုင်ငံစစ်တပ်တွေထိတိုက်တွေ့ပြီးလူဒါဇင်နဲ့ချီတိုက်ဆုံးခဲ့ပါတယ်။ဒါဟာတာလီဘန်တွေ2021ခုနှစ်မှာအာဖဂန်နစ္စတန်နိုင်ငံမှာအာဏာပြန်ရပြီးနောက်ပိုင်းပါကစ္စတန်နိုင်ငံနဲ့အပြင်းထန်ဆုံးထိတိုက်တွေ့မှုတွေဖြစ်ပါတယ်။ အော်တိုဂါလာကဒိုဟာမြို့မှာနှစ်ဖက်ပြစ်ခတ်ရဲစေးသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ပြီးခဲ့တဲ့ပတ်ကအစ္စတန်ဘူမှာပြုလုပ်တဲ့ဒုတိယကြိမ်ဆွေးနွေးပွဲမှာတော့ရေရှည်သဘောတူညီချက်မရပဲပြီးဆုံးသွားခဲ့ပါတယ်။အာဖဂန်နစ္စတန်နိုင်ငံလေးကနေလှုပ်ရှားနေတဲ့ပါကစ္စတန်စန့်ကျင်ရေးစစ်သွေးကြွအဖွဲ့တွေနဲ့ပတ်သက်ပြီးနှစ်နိုင်ငံသဘောထားကွဲပြားနေကြတာပါ။ပါကစ္စတန်နဲ့လက်ရှိတာလီဘန်တို့ဟာစစ်စုနှစ်များစွာဆက်ဆံရေးကောင်းမွန်ခဲ့ကြတာဖြစ်ပေမဲ့ပြီးခဲ့တဲ့နှစ်တွေမှာဆက်ဆံရေးဟာတိတိတသာယူရဲလာခဲ့ပါတယ်။ အော်တိုဘာလာကနှစ်ဖက်ထိတိုက်တွေ့ဆုံမှုတွေဟာပါကစ္စတန်လီဒက်ကကဘူးမြို့တော်နဲ့ပါကစ္စတန်တာလီဘန်ထိပ်ပိုင်းခေါင်းဆောင်ကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဖြစ်ပွားခဲ့တာပါခင်ဗျာ။